အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ MM မြို့လိုက် channel ကနေပြီးတော့ဒီကနေ့မှပြန်လေးကြိုဆိုပါတယ်ဒီကနေ့မှကြိုမိတ်ဆွေတွေကျွန်တော်ပြန်လေးမျှဝေပြီးတော့တင်ဆက်မှာကတော့လာမယ့်ကျွန်တော်တို့တောက်ချာနေဒီတပည့်နှုတ်ဆုံးနေပေါ့နော်20ရက်17လပိုင်း2025မှာထွက်မဲ့ဒူဒီကိုကျွန်တော်မိတ်ဆွေတွေနှုတ်ဆုံးပိတ်အိပ်ပြီးအောင်ကျွန်တော်ကဒီကနေ့မှအချိန်ဆုံးအကောင်းဆုံးတွေကိုပြန်လေးမျှဝေပြီးတော့ကြိုးစားကပြသအောင်မှာဖြစ်တယ် ီးတော့လည်းကျွန်တော်တို့အခုဆိုရင်တနင်္လာနေ့လည်းကျွန်တော်တို့ကပတိအောင်နဲ့အင်္ဂါနေ့ဆိုလည်းပတိအခွေအောင်နဲ့ဘောဓမှုနေ့လည်းကျွန်တော်တို့ပတိအခွေအောင်နဲ့မနက်ညပတိပါထကြခဲ့တယ်။အခုကြာတာပိုင်းနေ့မှာဆိုရင်လည်းကျွန်တော်တို့အခွေကိုလည်းထကြရပြင်ပတိရတယ်မနက်ညအောင်သွားခဲ့တယ်ပေါ့နော်။ဒါကြောင့်ဒီတစ်ပတ်လုံးလုံးနော်အောင်တဲ့ပြင်ကိုဒီကြာတာပိုင်းနေ့မှာတော့ထူးခြားခြားလေးနဲ့အကောင်းဆုံးနေရရှိနိုင်မယ်လို့ထင်တယ်။ပြည်ပေါ့ချာသေးတယ်။ရတဲ့သူတွေကျွန်တော်တို့ပြည်ဝန်စားလေးဖြစ်ဖို့တောင်းဆိုခြင်းနဲ့ဒီနေ့မှာလည်းတောက်ချာနေအတွက် အထူးကောင်းမွန်ပြီးကျွန်တော်ဖန်တီးထားတဲ့ site ပြန်လည်းမျှဝေပြီးတော့တင်ဆက်အောင်ပါဆိုတော့ကျွန်တော်တင်ဆက်မယ်ဒီလက်တော်မူလေးကိုမတင်ဆက်ပြီးခင်ကျွန်တော် YouTube channel ဖြစ်တဲ့ MM မျိုးလိုက်ကိုလည်း subscribe ဆိုတဲ့နေရာစာတမ်းနဲ့တွေ့ပြီးနောက်ခေါင်းလောက်လေးကိုပရိယာသိနေတဲ့ဒီကပေးစီခြင်းနဲ့အကောင်းဆုံးနဲ့အကျိတ်ဆုံးကိုရွေးချယ်ဖန်တီးပြီးကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကညလေးမျှဝေတင်ဆက်မှာဆိုတော့ဒီလေးမှကျွန်တော်တင်ဆက်မယ်ဒီထိတ်စီနောက်ပြပတိအခွေမူကိုကျွန်တော်မိတ်ဆွေတွေဆက်ဆုံးကြည့်ရှုစီခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ရေစုံနေတဲ့ကျွန်မိတ်ဆွေတွေအတွက်ကျွန်တော်က ထိတ်စီဆိုင်လေးနဲ့စတင်ပြီးတော့သွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ထိတ်စီဆိုင်ကလေးကပြတ်စတင်ထုတ်ယူမလဲဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်ကတည့်ရဲ့၄ရဲ့ကိုပေါင်းတယ်တလေးပေါင်းခြင်းတလေးပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာငါးကိုရရှိပါတယ်။အဲ့ဒီငါးဒီပါပြန်ရမယ်ကျွန်တော်ဒီမှာရှိတဲ့ခွန်ရဲ့ရှိရဲ့ပေါင်းခြင်းဒီပါဖြစ်တယ်ငါးကိုပေးပါတယ်။တလေးပေါင်းခြင်းငါးဒီဒီမှာနှလုံးပေါင်းခြင်းငါးပေါ့နော်နှလုံးပေါင်းခြင်းကနှလုံးပေါင်းခြင်း ပြန်ကြရတဲ့ပုံစံနဲ့ပဲကျွန်တော်ကထိတ်စီစိုက်ကိုအကောင်းဆုံးရွေးချယ်ပြီးချောမိတ်ဆွေတွေအတွက်လာမယ့်တော့ကြာနေကျွန်တော်က21ရက်နေ့ကိုအကောင်းဆုံးဖန်တီးပြီးရွေးချယ်ကပြန်လည်မျှဝေတက်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာမပြီးနေကျွန်တော်နောက်ဆက်နောက်ဆက်ကလည်းကျွန်တော်ဒီမှာရှိရတီရဲတီရဲကိုပေါင်းမယ်တတပေါင်းခြင်းတတပေါင်းခြင်းဒီလည်းကျွန်တော်ဒီမှာပါရနှစ်ကိုရရှိတယ်အဲနှစ်ဒီပါပြရမယ်ကျွန်တော်ဒီမှာရှိရနှစ်ရဲ့ တုံညာရေပေါင်းခြင်းကလည်းကျွန်တော်ဒီမှာနေဆိုပြီးတော့ပေးတယ်။တက်လေးပေါင်းခြင်းတည်တယ်ငါမို့လို့ခွန်ရှိပေါင်းခြင်းငါဆိုပြီးပေးခဲ့တယ်လို့ပဲ။တက်တက်ပေါင်းခြင်းကလည်းနဲ့မို့လို့ကျွန်တော်ကနေတုံညာပေါင်းခြင်းကလည်းနေဆိုပြီးတော့ကြာသွားပြီပဲဖြစ်တယ်ခင်ဗျာ။ဒူးကြားလေးနဲ့အကောင်းဆုံးဖန်တီးထားတာဖြစ်တယ်ဆိုတော့ကြိုက်တူမယ်လို့မျှော်နေတယ်။ အခုထပ်မံပြီးကျွန်တော်မိတ်ဆွေတွေပြသမှာဒီလာမယ်21ရက်တောက်ကြနေ့မှာထွန်မဲဒုတိယအတွက်ကျွန်တော်ကထိပ်စီလေးကိုကျွန်တော်မိတ်ဆွေတွေတက်ဆက်ပေးတော့မယ်။အဲ့ဒါကလည်းကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်က၄ရက်၅ရက်ကိုပေါင်းမယ်။၄-၅ပေါင်းချင်း။၄-၅ပေါင်းချင်းဒီပါရလဲကျွန်တော်ကကူးဆိုပြီးတော့ရရှိသွားတယ်။အဲ့ဒီကိုဒီပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတဲ့၅ရက်။လုံးဒီကလန်လုံးကြီးကျွန်တော်ကကူးမှုဆင်းရမယ်။လောလောဆင်းမှာ၅တလုံးပဲရှိတယ်။၅ကိုကိုဖြစ်ချင်းရင်ကျွန်တော်တို့ကဒီမှာ လေးတလုံးထိငါလေးပုံရှင်ကကိုဆိုတော့ဖြစ်လိုက်တဲ့လေးဒီကျွန်တော်မိတ်ဆွေတွေလာမဲ့တာကျွန်တော်တို့တောက်ကြနေ21ရက်17လပိုင်း2025အတွက်ကျွန်တော်တို့ကထိထိဖြစ်သွားပါပြီအခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲလေးထိတ်စီလေးရရှိပြီဆိုတော့ဒီလေးထိတ်စီဆိုင်လေးကိုကျွန်တော်မိတ်ဆွေတွေကြိုက်တွေ့မဲ့အားရချင်နေလိမ့်မယ်လို့ယုံကြည်ပါတယ်အခုဆိုရင်တော့ကျွန်တော်ထိတ်စီပရမမူလေးပြီးပြီဆိုတော့နောက်ထပ်ဒုတိယဆိုင် ထိပ်စီလေးကိုကျွန်တော်ကထပ်ပြီးတော့တင်ဆက်ပေးသွားမယ်ခင်ဗျာ။ဟိုကျွန်တော်နောက်ထပ်ဒုတိယဆိုင်ထိပ်စီလေးကိုကျွန်တော်တို့ကြည့်ကြအောင်။နောက်ထပ်ဒုတိယဆိုင်ထိပ်စီကကျွန်တော်ဘာယူလဲဆိုတော့ကျွန်တော်ဒီမှာရှိရငါးလေးရဲ့ထိပ်စီငါးကိုကျွန်တော်တို့ယူတယ်ခင်ဗျာ။နော်ကျွန်တော်ဒီမှာငါးကိုယူတယ်။ပြီးရင်ကျွန်တော်ဒီမှာငါးတရထိပ်စီကျွန်တော်တို့ဒီငါးကိုထပ်ယူတယ်။ပြီးရင်ကျွန်တော်ဒီမှာလေးငါးထိပ်စီကျွန်တော်တို့ကဘာဖြစ်လဲလေးကိုထပ်ယူတယ်။နော်အရင်ကမှတစင်ကျော်မိတ်ဆွေတို့အတွက်ကျွန်တော်ကထိပ်စီ နောက်တစ်ဆက်ကိုအကောင်းဆုံးရွေးချယ်ပြီးပြန်လဲမျှဝေမယ်ဘလိုပုံစံသွားလဲဆိုတော့ကျွန်တော်ဒီမှာ၅လေးအထီစီ၅ကိုယူထားတယ်အဲ့ဒီ၅ကိုနှစ်ခါချင်းကျွန်တော်ပါရတယ်၃ဆိုပြီးတော့ရရှိတယ်အဲ့ဒီ၃ဒီဘာဖြစ်ရမလဲဆိုတော့ကျွန်တော်ဒီမှာရှိတဲ့6ရဲ့9ရဲ့ပေါင်းကြည့်ဒီဘာဖြစ်လဲ၃မူဆင်းသွားတယ်၅နှစ်ခါ၃ဒီတဲ့6ခုနှလုံးပေါင်းကြည့်၃ဆိုပြီးပေးပါတယ်ဒီပုံစံတွေပဲကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်က ထိတ်စီနောက်ဆိုင်ကိုလာမဲ့တော့ကြာနေ21ရက်နေ့လို့ထမှန်ပြင်ဆင်ပြီးအကောင်းဆုံးရွေးချယ်ပြီးကျော်မိတ်ဆွေတွေကိုထုံတို့ခါပြသပေးထားပါတယ်။ကြိုက်တွေ့မဲ့ဆိုင်နဲ့ကျော်မိတ်ဆွေတွေအတွက်အထောက်ကူပြုမဲ့ဆိုင်လို့မျှော်လင့်ထားပါတယ်ခင်ဗျာ။ပြီးရင်နောက်ဆိုင်ဒီမှာ9တရက်ထိတ်စီကျွန်တော်ဒီ9ကိုထည့်ယူထားတယ်။အဲ့ဒီ9ကိုနှစ်ခတ်ချိန်ပါရတယ်9နှစ်ခတ်တီး3ကိုပေးတယ်။အဲ့3ရက်ပါပြည့်တယ်ကျွန်တော်ဒီမှာရှိရ6ရက် ခွန်ရဲပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာသုံးဆိုပြီးတော့ပေးတယ်။ငါးနှစ်ခတ်သုံးသည်6ခွန်ပေါင်းခြင်းသုံးဆိုပြီးတော့ပေးပါတယ်။ဒီပုံစံလေးနဲ့အကောင်းဆုံးရွေးချယ်ပေးထားတဲ့ဖြစ်တယ်။နော်ဒုတိယတခြားလေးနဲ့ကျွန်မေးဆွေးလေးခြိုက်တွေ့မဲ့ဆိုင်လေးဖြစ်မယ်လို့ထင်တယ်ခင်ဗျာ။ငါးနှစ်ခတ်သုံး6ခွန်ပေါင်းခြင်းသုံးဆိုပြီးပေးပြီးဒီမှာလည်းငါးနှစ်ခတ်သုံး6ခွန်ပေါင်းခြင်းသုံးဆိုပြီးတော့ချပေးသွားတယ်ပုံစံလေးပဲဖြစ်တယ်။အခုထပ်ပြီးတော့ကျွန်မေးဆွေးအတွက်ကျွန်တော်တင်ဆက်အောင်မှာကလည်းလမ်းမဲ့တာကျွန်တော်တို့တောက်ကြနေ22ရက်နေမှာထွက်မဲ့ဒုတိယနောက်ထပ် ထိပ်စီကိုတင်ဆက်ပေးတော့မယ်။၄-၅ထိပ်စီကျွန်တော်က၄ကိုယူထားပြီ။အဲဒီ၄ကိုနောက်ကချိန်ကြည့်ပါရ။၄ကိုပေးတယ်။အဲဒီ၄တွေပါပြရမယ်ကျွန်တော်ဒီမှာရှိရတင်တယ်။လွန်းနေတဲ့ကလန်လုံးဝိုင်းရည်စီကျွန်တော်ကနင်မှုဆင်းရမယ်။လောလောဆယ်မှာတစ်တလုံးပဲရှိတယ်။၁ကိုကျွန်တော်တို့နှစ်ဖြည့်ချေဒီမှာတစ်တလုံးတစ်ဖြည့်တစ်တပေါင်းရင်းဒီနှစ်ဆိုတော့ဖြည့်လိုက်တဲ့နှစ်ဒီကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာတောက်ချာနေ23ရက် ဆက်တလာပိုင်း2025အတွက်ထိစီဖြစ်ပြီးဝူဆောင်ကျော်မေးစုရဲ့မြေတွေ့ရမယ်၄ထိစီဒီထိစီဆိုပြီးထိစီနှလုံးရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာโอเคဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ၄ထိစီတိထိစီဆိုပြီးတော့ထိစီနှလုံးရရှိသွားပြီဖြစ်တယ်ဒီထိစီနှလုံးတွေကပဲထိစီကကြောမိတ်ဆွေတွေကြိုက်ဆုံးအားသာဆုံးဖြစ်မယ်ဆိုတာလေးကိုလည်းကျွန်တော်ကိုချန်ပြူစေခြင်းနဲ့ဘူးဆိုတော့ကျွန်တော်တို့ကထိစီစိုက်လေးတွေပြီးပြီဆိုတော့နောက်ပိတ်စိုက်လေးတွေကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာ ။ဟိုကျွန်တော်နောက်ပိတ်စိတ်ကဘယ်အထက်ယူမလဲဆိုရင်ကျွန်တော်ဒီမှာရှိရ9ရက်10ရက်10ရက်9တစ်တဲ့ပေါင်ခြင်းကိုယူတယ်။9တစ်တဲ့ပေါင်ခြင်းကတော့ကျွန်တော်တစ်ကိုဖေးတယ်တစ်ကိုနှက်ခတ်ချင်းကြီးသည်ကျွန်တော်ဒီမှာရှစ်ဆိုပြီးတော့ရရှိတယ်။အဲ့ဒီရှစ်ဒီမှာဖြစ်တယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိရ3ရက်9ရက်3 9ပေါင်ခြင်းသည်ကျွန်တော်ဒီမှာရှစ်ဆိုပြီးတော့ဖေးတယ်။သုံးလုံးပေါင်းခြင်းတည်းနဲ့ခက်ရှင်နှလုံးပေါင်းခြင်းရှစ်ဆိုပြီးပြန်ကြာသွားတဲ့ပုံစံနဲ့ပဲကြော်မိတ်ဆွေတွေအတွက်နောက်ပိတ်ပထမမှုကိုကျွန်တော်က လာမယ့်တောက်ကြရည်20ရက်နေ့ရက်ထမှန်ပြင်ဆင်ပြီးတော့အကောင်းဆုံးအကောင်းဆုံးရွေးချယ်ပြီးတော့ထမှန်ကတက်ဆက်ပေးထားပါတယ်ခင်ဗျာဟုတ်ကဲ့ပြီးရင်ကျွန်တော် နောက်တစ်ဆိုင်နောက်ဆိုင်ဒီလေကျွန်တော်ဒီမှာရှိတယ်ကျွန်တော်က10ရက်10ရက်4ရက်ကိုပေါင်းတယ်10 4ပေါင်းခြင်း10 4ပေါင်းခြင်းဒီလေကျွန်တော်ဒီမှာပါရတယ်3ကိုပေးတယ်3ကိုနှစ်ခါချင်းချင်းကတော့5ကိုရရှိတယ်အဲ့ဒီ5ဒီဘာဖြစ်ရမလဲကျွန်တော်ဒီမှာရှိရခွန်ရ10ရက်ပေါင်းခြင်းဒီလေကျွန်တော်ဒီမှာ5ဆိုပြီးတော့ပေးတယ်9 1 1ပေါင်းခြင်းက ဒီဒီနှစ်ခက်ရှိ35ပေါင်းချင်းရှိဆိုပြီးတော့ရပါပြီခင်ဗျာโอเคကျွန်တော်တို့အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေမြင်တွေ့တဲ့တိုင်းပဲ၃လုံးပေါင်းချင်းနှက်ခတ်မှုကျွန်တော်တို့နှလုံးပေါင်းချင်းပြန်ကြ၃လုံးပေါင်းချင်းနှက်ခတ်မှုနှလုံးပေါင်းချင်းပြန်ချတော့ရောက်ရှာထားတယ်ပေါ့နော်အခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုတက်ဆက်သွားမှာကလည်းလာမဲ့တာကျွန်တော်တို့တောက်ချာနေ21ရက်နေ့မှာထွက်မဲ့တူတွေအတွက်နောက်ပြီးပထမမှုလေးကိုကျွန်တော်ထုတ်ပေးတော့မယ်ဒါကလည်းကျွန်တော်ဒီမှာရှိတဲ့၃ရက်၄ရက် ခွန်ရကိုပေါင်းနေ3 4 0ခွန်ပေါင်းခြင်း3 4ခွန်ပေါင်းခြင်းဒီကျွန်တော်တို့ဘာပါရလဲ4ကိုရတယ်4ကိုနှစ်ခတ်ချင်းရင်ကျွန်တော်တို့ဒီနှစ်ဆိုပြီးတော့ပြီးတယ်အဲ့နှစ်ဒီဘာဖြစ်ရမလဲကျွန်တော်တို့ဒီမှာရှိတယ်နှစ်နဲ့လွတ်နေကလန်လုံးပေါင်းခြင်းဒီနှစ်မှုဆင်ရတော့တော့ဆင်မှာကျွန်တော်တို့ကနှစ်တစ်လုံးပဲရှိတယ်နှစ်ကိုကျွန်တော်တို့ကနှလုံးပေါင်းခြင်းနှစ်ဖြစ်ခြင်းရင်ကျွန်တော်တို့ဒီမှာ၃ညတစ်လုံးထည့်နှစ်၃ညပေါင်းခြင်းက1ဆိုတော့ဖြည့်လိုက်တယ် တုံညာဒီကျွန်တော်မိတ်ဆွေတွေလာမိတာကျွန်တော်တို့တောက်ချာနေ့21ရက်စက်တလာပိုင်း2025အတွက်နောက်ဝေးဖြစ်ပြီးအခုဆိုကျွန်တော်မိတ်ဆွေမြင်တွေ့တမ်းလေးတွေသိတုံညာနောက်ပိုင်းနဲ့ကျွန်တော်တို့ကလေးတုံညာကဏ္ဍကောင်းတစ်ခွက်တော့ရရှိလာပြီဖြစ်တယ်ဒီကဏ္ဍလေးကိုလည်းကျွန်တော်မိတ်ဆွေတွေအားရချင်တယ်လေးမျိုးယုံကြည်တယ်အခုဆိုကျွန်တော်တို့ကဏ္ဍကောင်းတစ်ခွက်ပြီးဆိုတော့နောက်ထပ်ဒုတိယ site ထိနောက်ပိတ်ကိုပေါ့နော်ဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟိုကျွန်တော်ဒုတိယ site နောက်ပိတ်ကလည်းဘယ်ဆက်ရည်တလဲဆိုရင်ကျွန်တော်တို့ဒီမှာရှိရငါးလေးပေါင်းချင်းကိုယူတယ် ငားလေးပေါင်းခြင်းသည်အဲဆိုရင်ကျွန်တော်တို့ကသုံးခုံပေါင်းခြင်းကိုယူมาဖြစ်တယ်။နော်ကျွန်တော်တို့ကသုံးခုံပေါင်းခြင်းသုံးခုံပေါင်းခြင်းသည်ကျွန်တော်တို့ဒီမှာပါရလေ။တုံညာဆိုပြီးတော့ရရှိတယ်။အဲဒီတုံညာဒီပါဖြစ်ရဲထွက်မဲ့တူတွေပဲနောက်ပိတ်ဆိုပြီးဆင်းရတယ်။ခွန်တုံညာပါတုံညာနောက်ပိတ်ဆိုပြီးပေးသွားတယ်။နှလုံးပေါင်းခြင်းသည်နောက်ပိတ်ပြန်ချပုံစံနဲ့ကျွန်တော်ကတောက်လျှောက်ပေါ့နော်။လာမယ်ဒါတောက်ကြရည်20ရက်နေအတွက်နောက်ပိတ်ဒုရဆိုင်ကိုဒီပုံစံနဲ့ရွေးချယ်ပြီးအကောင်းဆုံးပြသသွားမှာဖြစ်တယ်။ မိနေနောက်ဆက်နောက်ဆက်ရကျွန်တော်ဒီမှာရှိတယ်ခွန်နှစ်ပေါင်းခြင်းခွန်နှစ်ပေါင်းခြင်းကတော့ကျွန်တော်ဒီမှာကိုကိုပေးတယ်အဲ့ဒီကိုစီပါပြရမယ်ထွက်မယ်တို့ဒီမှာနောက်ပေးဆိုတော့ခွန်ကိုမှာကိုနောက်ပေးဆင်းတယ်ဒီမှာကျွန်တော်တို့ကသုံးခွန်ပေါင်းခြင်းသုံးညာတဲ့ခွန်သုံးညာမှာသုံးညာနောက်ပေးခွန်နဲ့ပေါင်းရင်ကိုတဲ့ခွန်ကိုမှာကိုနော်ဘေးဆိုပြီးတဲ့ပုံစံကိုရရှိထားတယ်။အခုထပ်ပြီးကြောင်းမိတ်ဆွေထုံထုံပါသေးလားမဲ့ဒါကျွန်တော်တို့ကြာနေ21ရက်နေမှာထမဲ့ဒူဒီအတွက်နောက်ပြီးကိုကျွန်တော်ကရွေးချယ်ထုံထုံပြီးတော့မယ်။ဒါဒီတဲ့ကျွန်တော်ဒီမှာရှိတဲ့1.5ပေါင်းရင်ကိုယူတယ် နှစ်ငါးပေါင်းချင်းတည်တယ်ကျွန်တော်ဒီမှာပါရခွန်ကိုပေးတယ်အဲ့ဒီခွန်ကြီးဘာဖြစ်အောင်ထွက်မဲ့သူဒီမှာနောက်ဘိတ်ဆိုပြီးတော့ဆင်းရမယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒီမှာခွန်နောက်ဘိတ်ဆိုပြီးတော့လာမယ်ကျွန်တော်တို့ဒါတောက်ကြနေ27ရက်ဆန်တော့စက်တလာပိုင်း2025အတွက်ရရှိတယ်။ဘာလို့ကျွန်တော်ဒီမှာရရှိထားတဲ့ကဏ္ဍနှစ်ခုတည်းကပေကဏ္ဍကျွန်မိတ်ဆွေတို့အကြိုက်ဆုံးအားရဆုံးအားသာဆုံးဖြစ်မယ်ဆိုတာလေးကိုကျွန်တော်ကို ကြံပြူစေခြင်းနဲ့နောက်ရတော့လေဒီတဲ့ပုံမကောင်းမှုတဲ့ site ဒီနဲ့ကျွန်တော်ကအကောင်းဆုံးရွေးချယ်ပြီးတော့ထပ်မတင်ဆက်ပေးခြင်းနေတယ်အဒီဗီဒီယိုလေးကိုလည်းကြောက်မေးဆွေးနွေးခြင်းနဲ့ပြီးထပ်မပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေရောက် subscribe ဆိုတဲ့ဆာရန်နဲ့ဒီပေးနာခေါင်းလောင်းလေးကိုတည်ထားရပြီးကျွန်တော်တည်တင်မြဗီဒီယိုတွေကိုကျွန်တော်မေးဆွေးနွေးခြင်းနဲ့ပြီးထပ်မကြည့်ရှုသွားနိုင်မှာဖြစ်တယ်ဒီကနေ့မှာကျွန်မေးဆွေးနွေးတင်ဆက်ပေးတာဒီလာမယ်ကျွန်တော်က21ရက်21လ2025မှာထွက်မယ်ဒူဒီကိုကျွန်မေးဆွေးနွေးအတွက်ကျွန်တော်ကအကောင်းဆုံးဖန်တီးပေးထားတယ် မကဏ္ဍတော့တော့ကျွန်တော်ဒီမှာလေးတုံညာဆွဲကဏ္ဍလေးဒုတိယကဏ္ဍတော့တစ်ခုဆွဲကဏ္ဍလေးကိုကျွန်တော်တို့ရရှိထားတယ်နောက်ထပ်မေတ္တာလက်ဆောင်လေးနဲ့ကျွန်တော်ကတစ်လေးလေးကိုမေတ္တာလက်ဆောင်ထည့်ပေးထားပါတယ်ခင်ဗျာနောက်ပြီးတော့ဒီခေတ်မှာကျွန်တော်တို့ပတိသမားရဲ့အတွက်ကျွန်တော်ပေးကဏ္ဍကောင်းစွာလေးဒီမှာထပ်ပြပသာပေးမယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီမှာကိုလေးပေါင်းချင်းသုံးအဲ့ဒီသုံးကိုပေါင်းချင်းကျွန်တော်တို့ပါရတယ်ရှစ်ဆိုပြီးတော့ပေးတယ်အဲ့ရှစ်ဒီပါဖြစ်ရမယ်ကျွန်တော်တို့က ထွက်မယ်ဒီဒီမှာကျွန်တော်တို့ထိတ်စီးတော့မဟုတ် လုံပိုင်းပြန်ကြရမယ်ကျွန်တော်တို့မှာရှင်းကားမှာထိတ်စီးနေရမှာပေးထားတယ်ဒီပုံစံနဲ့ကျွန်တော်တောက်လျှောက်ကျောမေးဆွေတဲ့ဒီမှာလုံပိုင်းပုံစံကိုထိတ်ပြတာပေးခြင်းနေအဲ့ဒါကလည်းကျွန်တော်ဒီမှာနောက်ဆက်ဒီမှာလည်းရှစ်ခွန်ပေါင်းခြင်းရှစ်ခွန်ပေါင်းခြင်းနေရပါလေငါငါ့ကိုပါပါချိန်လေးပါရ၃ညဆိုရအဲ့ဒီမှာ၃ညရှစ်ပါတယ်၃ညထိတ်စီးလုံပိုင်းပေးတယ်ကိုလေးပေါင်းခြင်းတော့၃ပါပါရှစ်ရှစ်လုံပိုင်းရှစ်ခွန်ပေါင်းခြင်းဒီငါငါပါပါ၃ည၃ညလုံပိုင်းထိတ်စီး ်ဦးတက်ထုံးမဲ့ဆိုင်ကလာမဲ့တာကျွန်တော်တို့ဒီ21ရက်ကျွန်တော်တို့တောက်ကြံနေအတွက်အကောင်းဆုံးတစ်လုံးကိုကျွန်တော်တို့ရွေးချယ်ပြသပေးမယ်။အဲ့ဒါကြီးကျွန်တော်ဒီမှာသုံးသုံးပေါင်းခြင်းကိုကျွန်တော်တို့ကယူလိုက်တယ်။သုံးသုံးပေါင်းခြင်းဒီပါရလေ6 6ရပါပါသည်။တစ်ကိုပေးတယ်။အဲ့တစ်ဒီထွေမတရီမှာလုံဝင်နေရယူရမှာဆိုတော့ကျွန်တော်ဒီမှာတစ်တစ်လုံးကတော့ထူချာချာရရှိထားတယ်။အဲ့ကြောင့်မို့လို့21ရက်ဆက်လာ2000ကားအတွက်အကောင်းဆုံးကနက်တစ်လုံးကတော့တစ်တစ်လုံးဖြစ်တယ်။တစ်ကြိုက်တယ်လို့ကတစ်ကိုကစားမယ်။နော်ကျွန်တော်တို့ လေးချက်တွေတော့လေးကိုကစားမယ်အခွေသမားတွေကတော့ဒီမှာ main တစ်တုံညကျွန်တော်တို့ခွန်လေးကိုခွေရမှာဖြစ်တယ်ခင်ဗျာရန်ကိုထူချရတဲ့ကျွန်တော်တို့အခွေလေးလည်းဖြစ်တယ်ကြိုက်တွေ့မဲ့ထင်တယ်အရန်ကိုကောင်းမွန်တာတော့ကျွန်မိတ်ဆွေတို့တစ်တလုံးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကြိုက်တွေ့မိလို့မျောနေတယ်ကျွန်တော်ဗီဒီယိုလိုရင်းကြည့်ရှုရမိတ်ဆွေအားလုံးလည်းဒီကနေ့လေးနဲ့ဖော်ပါစေကြောင့်ဆုမကောင်းတောင်းပေးတယ်ကျွန်တော်ဗီဒီယိုလိုရင်းကြည့်ရှုရမိတ်ဆွေအားလုံးစိတ်ကြမ်းပါခွေချမ်းသာနဲ့ပြည့်စုံပါစေ စေပေသွားပြီးယောဂပြီးအားလုံးကိုကြော်လာပြီးတော့ဒီကနေ့လေးနဲ့ပေါ့ရွေးစိတ်ချမ်းမှခွေးချမ်းသာနဲ့ပြည့်စုံပါစေကြောင်းဆုမကောင်းတောင်းနေပဲကျော်ဖူးလေးဝချင်တော့ကဒီလောက်နေပဲဆုံးသက်ခါရင်လာလိုက်ပါလေအားလုံးကိုထူပဲကျေးဇူးတင်ပါတယ်ခင်ဗျာ